အနနာတဲ့ချစ်ခင်အမျက်နှိုးအပ်သောတတ္တဝသင်္ခါရတို့နဲ့ရှင်ကွဲသူမဟုတ်သေးကွဲကွဲကြရလိမ့်မယ်ဆိုတာကိုအိုးအိုးရှိတုန်းကစပြီးတော့ငါဘုရားအထက်ထအခါကဟောထားပြီးမဟုတ်ပါလားတဲ့နော်တတ္တဝတွေဆိုတာအမြဲထောင်လာအတူတူနေကြရမှာမဟုတ် အခိုက်အတန့်လေးပဲနေကြရတာပါဒါကြောင့်နေရာတော့အခိုက်အတန့်လေးမှာမေတ္တာတရားနဲ့တယောက်ရဲ့အကျိုးကိုတယောက်လိုလားပြီးတော့ အကျိုးရှိရှိနေထိုင်နိုင်အောင်ကြိုးစားရမှာကိုကိုအမြဲတမ်းနေနေကြရတဲ့လူတွေအတူတူနေနေကြရတဲ့လူတွေဟာတကယ်တမ်းကတော့အမြဲထာဝရအတူတူနေကြရမှာမဟုတ်ပါဘူးအဲ့ဒါလို့အမြဲထာဝရအတူတူနေရမှာမဟုတ်ဘူးဆိုရင်ဒီအမှန်တရားကိုစဉ်းစားမိခြင်းဒီပင်ရင်ဆက်ဆံရေးကိုပိုပြီးတော့ပြည်လည်နိုင်စေတယ်လို့ဦးဇင်းထင်တယ်ဟုတ်လားဒါခဏပဲဆိုတဲ့အတွေးဟာဩနေရတော့မလီ နေရတုံးကလေးဆိုတဲ့အတွေ့ကစိတ်ကိုနူးညံ့သွားစေတယ်၊တိမ်မွေ့သွားစေတယ်။မေတ္တာကရုဏာကိုဖြစ်ပေါ်သွားစေတယ်။ဟုတ်လား။